ဟိုအရင်တော့ကလေကျမကလေဘယ်လိုခေါ်မလဲနည်းနည်းဇက်ဇက်ကျဲထဲမှာတော့ပါတာပေါ့နော်နည်းနည်းလေးဟိုဘယ်လိုခေါ်မလဲမဟုတ်ရင်မခံဆိုတဲ့ character မျိုးရှိတာပေါ့နောက်တစ်ခါလေကိုကလေကျမတို့မျိုးရိုးကဝန်ထမ်းမျိုးရိုးအဖေကလည်းဝန်ထမ်းကျမတို့ဝန်ထမ်းသားသမီးကိုဝန်ထမ်းသားသမီးဆိုတော့ဝန်ထမ်းမျိုးရိုးစီးပွားရေးသမားဖြစ်တာကျမဘယ်ဖြစ်တာပေါ့နော်ကျမတို့အမျိုးအမျိုးဝန်ထမ်းအမျိုးရိုးအမျိုးပြောအောင်လဲအမျိုးကလည်းဒါပဲရှိတာလေနော်ဆိုတော့လေ ဲ့တော့အဲဘယ်လိုခေါ်မလဲစီးပွားရေးလောကတွေကိုရောက်တာကျမပေါ့အဲ့တော့ကျမဘာဖြစ်လဲဆိုတော့အဲကျမအသက်ဆယ်တန်းအောင်ပြီးတဲ့ခါကျတော့ကျမတို့တက္ကသိုလ်တွေကမတက်ရသေးဘူးဆယ်တန်းအောင်ပြီးတော့တက္ကသိုလ်တွေမတက်ရသေးတဲ့ခါကျတော့ကျမအဲ့မှာဘာစတက်လင်းဆိုတဲ့ခါကျတော့ အာ jam diploma စတက်တာပေါ့နော်တက္ကသိုလ်မတက်ခင်ဆက်ကြမှာ jam ဒီဟိုရန်ကုန်တက္ကသိုလ်ကနေဖွင့်နေ jam diploma ပေါ့နော် jam identification လေးနော် diploma in jam identification ဆိုပြီးတော့မှကျွန်တော်တနှစ်နဲ့၈လတက်ရတယ် အဲကျွန်မအဲ့ဒါတက်တာပေါ့လေညံကုန်တက်ကတူထဲမှာတက်တက်ပြီးတော့အဲ့ဒါတက်ပြီးတော့နောက်တစ်ခါဒီကျွန်မတို့အမေရဲ့မိတ်ဆွေတွေရေဒနာဆိုင်တွေရှိတာပေါ့လေစိန်ဆိုင်တွေရှိတဲ့ခါကျဘူဂျုံဈေးထဲမှာကျွန်မကဘာလုပ်လဲဆိုတော့အဲ့ဒီဆိုင်ရပစ္စည်းလေးတွေယူယူပြီးသွားရင်ကျွန်မကအဲရောင်းတာပေါ့လေဒီအမေမိဘအတိုင်းဝိုင်းဒီ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 ကိုကလူငယ်ပဲရှိသေးတာဟုတ်ကျွန်မမှာ16 18လောက်ပဲရှိသေးတော့အဲ့လိုလိုက်ရအောင်အကုန်လုံးကျွန်မကလည်း support လုပ်ချင်တာဖြစ်တဲ့အတွက်လူကြီးတွေလည်းဝယ်ပေးတာပေါ့လေဆိုတော့ကျွန်မကအဲ့လိုလေးပေါ့ကျွန်မအဲ့ဆိုပွဲစားကလေးလည်းရတယ်လीเนาะအဲအဲ့လိုအဲ့လိုအဲ့လိုလေးလုပ်ဆိုတော့ကျွန်မရတဲ့ မဖိုးလေးတွေကိုကျွန်မဆွတ်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 ထားပြီးရင်အဲကျွန်မတစ်ခုလောက်လေးပစ္စည်းခတ်လို့ရလောက်တယ်ဆိုကျွန်မပစ္စည်းလေးတစ်ခုခတ်အဲခတ်ပြီးသွားလို့ရှိရင်ဒါဆိုကျွန်မပစ္စည်းတစ်ခုပိုင်သွားပြီအဲနောက်တစ်ခါကျွန်မနှစ်ခုခတ်ကျွန်မပစ္စည်းပိုင်သွားပြီပေါ့နော်အဲ့ဒါနဲ့အဲ့လိုပဲနောက်ပြက်ကလေးနေရရတယ်ပြက်ကလေးနေရိုက်တော့ပတ်စံနေရတာပေါ့နော်ပြက်ကလေးနေရိုက်တယ်အဲပြက်ကလေးရိုက်တော့ပတ်စံနေရတယ်အဲအဲ့လိုအဲ့လိုလေးလောက်တဲ့ခါကျတော့အဲဒီပတ်စံနေရတဲ့ပတ်စံလေးတွေကျွန်မယေဒနာလေးစုပြီးတော့မှအဲ့လိုလေးပေါ့လေယေဒနာလေး စုမိပြီးတော့သူများပစ္စည်းယူရောင်းတာနဲ့ကိုယ့်ပစ္စည်းလေးဖြစ်လာတာပေါ့လေသိလားအဲဈေးတဲ့ဈေးတဲ့ပေါက်စားဖြစ်ပြီပေါ့ဒါပေမဲ့အဲ့လိုကြီးဈေးတဲ့စစ်စစ်ကြီးမဖြစ်သေးဘူးအဲ့ဒါကနေအဲ့လိုမျိုးနဲ့လုံးပြီးတဲ့ခါကျတော့ကျွန်မအဲ့လိုចောင်းနေတက်ဘွဲတွေပြီးတစ်ဖက်ကလည်းကျွန်မ GIA တက်တယ်ပေါ့နော်အဲနောက်တစ်ခါအဲဒီဘက်ကတက်ကတော့လည်းကျွန်မက တက်တယ်ပေါ့လေတစ်ဖက်ကအဝေးတင်တက်တယ်ပေါ့အဲ့ခက်ကအဝေးတင်နေဖွင့်တော့ကျွန်မအဝေးတင်တက်တယ်အဝေးတင်ကျွန်မအီကိုနဲ့အဝေးတင်တက်တယ်အဝေးတင်တက်တယ်နောက်တစ်ခါအဲအဲ့လိုတွေပြီးတဲ့အဲအဲအစင်တီအဲ့ဒီမှာအဲ့ဒီမှာပေါ့လေဂျန်နဲ့တင်နန်းနေတက်ဘာတွေတက်ပေါ့နောက်တစ်ခါအာဂျန်နဲ့အသက်ပညာတွေပေါ့လေဒါတက်အပ်တဲ့ပညာတွေပေါ့အတိလားဘာလို့လှုပ်ချင်နေမှမသိတဲ့အချိန်တွေမှာကျွန်မရင်တော့ပြောဖို့ပါတယ်ရီစာချင်းတော့အလှပြင်ဆိုင်မှာကျွန်မစပင်းညက်တာတွေဘာတွေခေါင်းလျှော်တာတွေစသဖြင့်အဲ့ဒါတွေရောပေါ့လေအကုန်ပေါ့ဟိုတက်အပ်တဲ့ဟာတွေပေါ့လေတက်ပြီးတော့မှအဲ့နဲ့နောက်ဆုံးကြတော့ ကျွန်မအသက်23နှစ်မှာကျွန်မယေဒနာဆိုင်စဖွင့်နေရွှေဆိုင်စဖွင့်နေပေါ့လေ23နှစ်မှာဆိုင်စဖွင့်ပြီဈေးတယ်ဖြစ်ပြီအမှဈေးတယ်စစ်စစ်ဖြစ်သွားပြီသိလားဈေးတယ်စစ်စစ်ဖြစ်သွားတဲ့ခါကျတော့ဘာဖြစ်သလဲဆိုတဲ့ခါကျတော့ဈေးတယ်ဘာမဝသေးဘူးကိုစီဝင်လာရင်မန်လေးရလည်းရှိရလေလူငယ်ဟုတ်เนาะအသက်23နှစ်ပဲရှိသေးတယ်လူငယ်နောက်တစ်ခါအဲနည်းနည်းလူငယ်ပညာထက်ပေါ့လीเนาะအဲအဲ့လိုအဲ့လိုပညာကျွေးသွေးလေးရလည်းကြွတာပေါ့ ညာလေးတက်တဲ့ခါကျတော့ရတနာကိုကအအသိပညာအတက်ပညာလုပ်ငန်း experience နည်းနေပေမဲ့လူငယ်ဆိုတော့မန်လေးလည်းရှိတာပေါ့နော်လူငယ်မန်လေးရှိတာပေါ့ငါစာတက်တယ်ဟဲဘာဖြစ်တယ်ဆိုတော့လုပ်ငန်း experience ထက်ဒီဘက်ကပညာမန်လေးလည်းရှိတာပေါ့လေအဲ့တော့အဆိုင်ဖွင့်ကောထားပါတော့ကျွန်မရတနာဆိုင်အသက်23နှစ်မှာကျွန်မရတနာဆိုင်ပိုင်ရှင်ဖြစ်တယ်စိန်ဆိုင်ရွှေဆိုင်ပေါ့လေဆိုတော့ စိမ့်ဆိုင်ရွှေဆိုင်ဖြစ်တဲ့ခါကျတော့ဈေးတွေဖြစ်ပြီပေါ့လေဈေးတွေဖြစ်တော့အဲ့လိုပဲအဲဈေးဝယ်သူလာတယ်ပေါ့ဈေးဝယ်သူလာလို့ဈေးဝယ်သူကအဲ့လိုပဲကြည်ပြုတ်ပြီးတော့မှဈေးဝယ်သူကကြည်ကြည်သွားပြီးအဲ့လိုပဲမေးဆိုအကွာလေးလေးရောင်းချင်တာပေါ့နော်အပြပြောဆိုဝန်ထမ်းနေနေပေါ့လေအဲ့ဒါနဲ့ပြပြောဆိုကိုကိုနေကကိုတော်ငငယ်ပဲရှိသေးတယ်ကိစ္စအဲ့လိုအပြပြောဆို ပြောဆိုဆိုရောင်းရတာလည်းရှိတယ်မရောင်းရတာလည်းရှိတယ် တိလားမယောင်းရတာလည်းရှိတယ်အဲ့တော့ခကြတော့လေမယောင်းမဲနဲ့ထွက်သွားပြီဆိုလို့ရှိရင်လေအဲကျွန်တော်တို့ယဒနာဆိုင်တွေကဒီလိုယဒနာဆိုင်တွေယဒနာဆိုင်ဒန်းကိုဒီဆိုင်ကထွက်ရင်ဟိုဆိုင်ဝင်มาပဲလေတိလားအမရွှေလုံးဆိုတာဒီမှာအကုန်လုံးသိပါတယ်တိလားဒီမှာအဲသူတို့ဆိုင်တွေနဲ့ကျွန်တော်တို့တက်ရက်ပေါ့အမယဒနာဆိုင်တွေကြီးပဲယဒနာဆိုင်ဒန်းအဲ့တော့ကြတော့ကိုယ်ဆိုင်နေထွက်သူများဆိုင်ဆိုတော့ကိုယ်ဆိုင်ကနေထွက်သွားပြီဆိုတော့ကျွန်မဆိုင်ရှိကိုထွက်ထိုင်ပြီ။အဲဆိုင်ရှိကနေသူမျိုးထိုင်နေလိုက်လို့ရှိရင်ဟိုလိုသူများဆိုင်နေဝင်သွားမြင်ရတယ်လေ။အထိုင်ကြည့်နေလူရဲ့ ပူလောင်မှုတွေကိုပြောပြထိုင်ကြည့်နေထိုင်ကြည့်နေကြာတယ်ပေါ့အင်ကြာနေပြီးညာနေပြီးမဲပြီးွားရင်ကျမတို့အဲ့ဒီခက်ကဆိုယဒနာဆိုင်တွေကထွက်လာရင်လက်ဆွဲအိတ်လေးတွေပါတယ်လေနော်လက်ဆွဲအိတ်လေးတွေပေးတယ်လေလက်ဆွဲအိတ်လေးတို့ဇစ်အိတ်ကလေးနဲ့မိုးကသားအိတ်ကလေးလေတေးတေးဝင်တေးတေးជីជីဝင်ជីជីတိလာជីជីဝင်အိတ်ကြီးတွေပေါ့နော်အဲ ठी တို့အဲ့လိုမျိုးအိတ်တို့ပေးရဆိုအိတ်ဆိုင်တွေကနေထွက်လာလို့အဲ့လိုအိတ်နဲ့ပြန်ထွက်လာပြီးပြီဆိုကိုယ်စီလည်းမဝင်တော့ဘူးပေါ့ပြန်သွားပြီးဆိုအဲ့ဒီတဏီကုံစိတ်တူလား ဘသူလှုပ်လို့လှုပ်ချင်မှမသိသိလားမိုင်းသိလားလှုပ်ချင်တာသိလားစိတ်တည်ဆိုတာကိုမယောင်းရဘူးပေါ့နော်စိတ်တည်စိတ်တည်ဆိုတာစိတ်တည်ဆိုတာလေစိတ်တည်ဆိုပြီးလှုပ်ချင်တာသိလားဒေါသတွေထွက်သိလားဘသူပဲမဲရမလို့လို့ဝန်တိုင်းနေပဲမဲရမလားဗတိန်ဆရာပဲမဲရမလားစိတ်ကမကြည်လာတော့စိတ်မကြည်တော့ရုပ်ပါမကြည်တော့ဘူးသိလားရုပ်ခံမှာမကြည်တော့ပူလောင်တာပေါ့အဲ့လိုမျိုးကနေ့စဉ်နဲ့အမြခံစားရတယ်လေသိလားဆိုတော့ဈေးတယ်ဆိုတာလူတိုင်းကိုရောင်းရတာမှမဟုတ်တာ ဟာငါပူလောင်လိုက်တာဇင်းရောင်းရတာတင်ငါပူလောင်လိုက်တာအာဖြစ်တယ်ဆိုတဲ့ကစားလေးကျွန်မအဲ့နေကဘာသာရေးလိုက်စားခဲ့တာလဲပါတယ်အဲ့တော့ဘာဖြစ်လဲဆိုတဲ့ကစားရှင်စန္နာတိကရဲ့စာအုပ်တွေဖတ်တာပေါ့နော်ဖတ်တယ်နောက်တစ်ခါတင်ရားနေနားထောင်နေအဲနောက်တစ်ခါအဲ့တော့ဟိုပေါ့အောင်အောင်ဆန်းဖုံဖုံကလေကျွန်မတို့တားဖလိုပဲပေါ့နော်ဖုံဖုံစီဆိုမြင်းနဲ့ဝင်ထွက်ဆိုဖုံဖုံရဲ့အုံးဝါရာတွေစုံးမာတွေပေါ့လေဆိုတော့တနေ့သားကြတော့ဘာဖြစ်လဲဆိုတော့ကျွန်မစကားလေးတခွန်း တော်ပြီးစဉ်းစားမိတယ်ဆိုတော့ဟိုအေးတရားဝင်လာတယ်စောင်းတိဖန်နေနေနေတရားအသိလေးတွေရတာပေါ့နော်တရားအသိလေးတွေရလာတယ်နေနေစဉ်းကျင်စဉ်းစားစဉ်းကျင်လုံးတရားလေးတွေဝင်လာတာပေါ့အသက်23နှစ်ဆိုအရင်လေးငယ်သေးတယ်လीနော်ဝင်လာတဲ့ခါကျကျွန်မဘာစဉ်းစားလဲဆိုတဲ့ခါကျတော့အဲ့မှာဟိုဘယ်လိုခေါမလဲအကြောင်းချင်းရလေးတွေနဲ့စဉ်းကျင်သုံးသက်လာတဲ့အချိန်မှာငါကဈေးတယ်အဲ့တော့ဒီဝေသူဟာသူငါ့စီကိုအရင်ဝင်ခဲ့တယ် ငါစီကိုအရင်လာတာအရင်လာတဲ့အချိန်မှာသူငါ့ကိုအခွင့်အရေးပေးခဲ့တယ်အခွင့်အရေးပေးခဲ့ပြီးတော့မှသူငါ့ကိုအခွင့်အရေးပေးပြီးသူအရင်ဆုံးငါ့ကိုရွေးချယ်ပေးခဲ့တယ်ဒါပေမဲ့သူလိုချင်တာငါစီမှာမရှိတဲ့အတွက်ကြောင့်မလို့သူတခြားသူကိုရွေးချယ်လိုက်ရတယ်အရင်ဆုံးအခွင့်အရေးပေးခဲ့တာကတော့ငါ့ကိုအခွင့်အရေးပေးခဲ့တယ်နော်ငါ့ကိုအခွင့်အရေးပေးပေမဲ့ သူ့လိုချင်တာကိုငါမပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတခြားသူကိုရွေးချယ်သွားတာအဲ့တော့သူ့လိုချင်တာကိုသာငါပေးနိုင်ရင် သူငါ့ကိုရွေးချယ်မှာပဲအဲ့တော့သူများဆိုင်ကဝယ်တိုင်းပူလောင်နေမဲ့အတူတူဈေးကွက်ကသူ့ဘာလိုချင်တာလဲဈေးကွက်ကဘာကိုတောင်းဆိုတာလဲပေါ့နော်ကျွန်တော်တို့ marketing နဲ့စဉ်းစားမယ်ဆိုရင် လိုချင်တာဟုတ်ပြီဈေးကွက်ကဘာလို့အမင်းများငါဒီလိုပဲသူများဆိုင်ရဝယ်သားတိုင်းပူလောင်နေငါနေတိုင်းပူလောင်နေရမှာโอเคဒါဆိုရင်ကိုကဈေးတယ်လက်သစ်ဆိုမတ်ကတ်ကဘာကြိုက်မှန်းကိုမသိဘူးအဲ့တော့အဲ့တဲ့တယောက်လာတယ်သူဘာလိုချင်လဲကိုစီမှာဘာမရှိဘူးလဲမှတ်ထားတယ်သူဘာလိုချင်လဲကိုစီမှာဘာမရှိဘူးလဲမှတ်ထားတယ်မှတ်ထားပြီးရင်ကိုကကိုဟာကိုပြန်ပြီးတော့မှ upgrade လုပ်တယ် update လုပ်တယ်ကိုကကိုပြန်ပြီးတော့မှ modify လုပ်တယ်ကျွန်မပြင်ဆင်တယ်အဲအဲ့ဒီဈေးကွက်ရဲ့ demand ကိုကျွန်မ နားလေအောင်စ조사တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုကိုအခွင့်ရေးပေးတဲ့ဟာမှန်သမျှကိုကိုလက်မလွတ်နိုင်အောင်ကိုလုပ်ပေးနိုင်တယ်အဲ့တော့ကိုလည်း ကိုစီမမရှိလို့သူများစီအရွယ်သွားလဲကိုမပူလောင်တော့ကိုကိုတိုင်းလဲစိတ်အေးချမ်းနေကိုကိုတိုင်းစိတ်အေးချမ်းတဲ့ခါကျတော့အတဏီကုံကိုအလုပ်ကိုကောင်းကောင်းမွန်မွန်လုပ်နိုင်တယ်ပေါ့နော်ကိုတချောင်းဟာကြီးစဉ်းစားနိုင်တယ်ကျွန်မဒီဇိုင်းကြီးဆွဲနိုင်တယ်ကောင်းကောင်းကြီးကျွန်မရေဒနာဒီဇိုင်းကြီးလည်းကျွန်မကျွန်မဆွဲတာအဲကျွန်မဘရင်းစီအိုင်းနဲ့ကောင်းကောင်းကြီးကျွန်မမန်နေဂျမန့်ကိုကောင်းကောင်းကြီးကျွန်မလုပ်နိုင်နေဆိုတော့ကျွန်မလုပ်ငန်းဘက်မှာလည်းအောင်မြင်တယ်အဲကျွန်မလည်းစိတ်အေးချမ်းနေအဲစီးပွားလည်းဖြစ်ထွန်းနေပေါ့ဆိုရခါကျတော့စိတ်ကိုထားတတ်အောင် ပြင်ရတာပေါ့နော်အဲ့တော့စဆချင်းတော့ကတော့ပူလောင်လိုက်တာပူလောင်လိုက်တာသိလားကိုစီကမဝင်သွားရင်ပေါ့နော်အဲ့ဒီလိုပဲအခုကျွန်မဒါဒါကကျွန်မဈေးတယ်ဘဝကျွန်မအဲ့လိုမျိုးနဲ့အသက်23နှစ်ကနေကျွန်မအခု48နှစ်ဆိုဘယ်လောက်ရှိသွားပြီလဲဈေးတယ်တသက်လုံးဈေးတယ်ဖြစ်ခဲ့တာလေတသက်လုံးဈေးတယ်အလုပ်လုပ်ခဲ့တာပေါ့ဈေးရောင်းဈေးဝယ်နေပဲလीနော်ဈေးတယ်ဖြစ်ဖို့မွေးဖွားလာသူပါပေါ့နော်ဆိုတဲ့ခါကျတော့ယေရနာဆိုင်အဲ့တော့နောက်ခါပိုးတယ်ဆိုင်နေလဲဒီလိုပဲပူလောင်တီးခံရသေးတယ်ပိုးတယ်ဆိုင်နေလဲသိလားကျွန်မတို့ယေရနာဆိုင်လဲဒီလိုပဲတီးခံရတာပဲ တော့ကျွန်မကျွန်မဝန်ထမ်းနေဆိုပါပြောလဲဆိုတော့သူတခါလေကြအရန်စိတ်ဆိုးတာပေါ့နော်ခုနအမကြီးဖြစ်တယ်လို့မျိုးပဲပေါ့ငါတို့ကရန်နာဆိုင်လောက်တာလာဝဲတဲ့သူကဒီလိုလူပါဝါတော့စိတ်ဆိုးတယ်ငါတို့လည်းမလိမ်မှုမညာဘူးဒီလိုဖြစ်တော့လေကျွန်မဘယ်လိုလေးအမကြီးကိုအကောင်လုံး healing လုပ်ချင်တာပါကျွန်မဘယ်လိုလေးကျွန်မတွေးရလဲဆိုတော့လေအေးငါတို့ကသူများအိတ်ကထည်ကပတ်စံလိုချင်တာဆိုတော့သူ့အိတ်ကထည်ကပတ်စံလိုချင်တော့သူကျင်နဲ့အောင်ငါတို့ဆက်ဆံပေးရမယ် ်သူကြည်နဲ့သွားဖို့လိုတယ်ပေါ့နော်။သူသူကជីជីပြူပြူနဲ့သူပတ်စံပေးလာအောင်ငါတို့ကလုပ်ပေးရမယ်။အဲ့တော့သူ့အိတ်ကတ်ထဲကပတ်စံလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူကြည်နဲ့အောင်ဆက်ဆံပေးလိုက်ခလေးတွေကိုလေ။ဝန်ထမ်းတွေကိုလေမျက်နှာမပြတ်နဲ့။ဘာဖြစ်လို့လဲဆိုတော့ကိုကသူ့အိတ်ကတ်ထဲကပတ်စံလိုချင်တာလေ။အဲ့တော့တီးခံ တီးမခံနိုင်ဘူးလားတီးမခံနိုင်ရင်ကိုဒီလုံမလုပ်ကိုပဲလိုတာပေါ့နော်အဲ့လိုမျိုးနဲ့လေအများကြီးတီးခံရတာပေါ့အများကြီးဖြတ်တန်းရတာပေါ့တိလားဖြတ်တန်းခဲ့ရတာလေလေအဲ့လိုနဲ့ပဲယူလာအခု social ပေါ်ရောက်တော့လဲဒီလိုပဲ social ပေါ်မှာဟုတ်တာပြောတာလည်းရှိတယ်မဟုတ်တာပြောတာလည်းရှိတယ်ကောင်းတာပြောတာလည်းရှိတယ်မကောင်းတာပြောတာလည်းရှိတယ်မဟုတ်မမှန်တွေကိုပြောတာလည်းရှိတယ်တွန်းတိုက်တာတွေလည်းရှိတယ်တိုက်ခိုက်တာတွေလည်းရှိတယ်ရန်တိုက်တာတွေလည်းရှိတယ်အဲဆိုတဲ့ခါကျတော့လေဟိုဘယ်လိုခေါ်မလဲ လိုက်ခံစားနေကျွန်တော်တို့ခံစားလို့မစုံနေတတ်အောင်လဲနေရတယ်စိတ်အေးချမ်းအောင်လဲနေရတယ်ပေါ့နော်မဟုတ်လို့ရှိလို့ရှိရင်ကိုကหนีလို့မရဘူးပေါ့เนาะအလုံးမှာအဲကြောင့်မ ాయి ခံစားမနေနဲ့